ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မင်းသမားရဲ့သတင်းတို့သတင်းမှားများကိုတိုက်ဖြတ်ခြင်း Misinformation Buster Season ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မင်းသမား Fact Check အဖွဲ့ကနေပြီးတော့စစ်ဆေးထားတဲ့သတင်းတွေကတော့သတင်းအမှားနဲ့အမုန်းစကားလှုပ်ဆော်မှုတွေအောက်ကဘင်္ဂလားဒေ့ရှ်စစ်နာပြမှုအကြောင်းအရခတ်တပ်တော်ကိုစစ်ကောင်မရှင်ရေတပ်ကပြစ်ခတ်တဲ့ရုပ်တံဖိုင်အတုစက်တင်ဘာလရဲ့သတင်းအမှားမှတ်တမ်းတွေအကြောင်းစရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုပထမဆုံးအနေနဲ့ရခိုင်နယ်စပ်ဘင်္ဂလားဒေ့ရှ်ကစစ်တကောင်းတောင်တန်းဒေသမှာဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းတူရင်းနဲ့အတူအမုံစကားတွေပြန့်နှံ့နေတဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်။ဒေါက်တာငိမ့်ချန်းရဲ့နာမည်နဲ့ Facebook page တစ်ခုကနေပြီးတော့စက်တဘာ28ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမှာဆန္ဒပြနေတဲ့ရခိုင်မျိုးနွယ်စုဝင်ចောင်းသားတွေကိုအာဆာ RSO တွေပူးပေါင်းပြီးတော့၎င်းចောင်းသားတွေကိုပြစ်ခတ်တပ်ဖြတ်လိုက်ပြီးရုပ်အလောင်းတွေကိုမီးရှို့ကဖျောက်ဖျက်လိုက်ကြတယ်လို့ AB News ကဆိုပါတယ်ဆိုပြီးတော့ရှင်းတာထားတာပါ။ ဒီကြောင်ရဟာမျှဝေမှု280ကျော်ရှိနေပြီးတော့မုံစကားတွေပါဝင်တဲ့အရေးသားတွေနဲ့ပြန်လည်ဖြန့်ဝေမှုများစွာတွေ့ရပါတယ်။မြစမကဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အချက်လက်စစ်စစ်တမ်းမှာဖြစ်စဉ်မှန်မှုအခြေခံပြီးတော့အချက်လက်မှားတွေနဲ့အတူထိလွယ်ရှာလွယ်ဖြစ်တဲ့အမုံစကားတွေပါထဲသွင်းဖြန့်ဝေနေတာဖြစ်နေတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်ရဲ့အစဟာဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းဒေသကဒေသခံတိုင်းရင်းသားမျိုးနွယ်စုဝင်အပေါင်းသူတယောက်မတိန်ကျင့်ခံရပြီးတဲ့နောက်လုံလောက်တဲ့တရားစီရင်မှုနဲ့တရားမျှတမှုမရတာကနေစတင်တာပါ။ ဒီလိုမမျှတတဲ့စီရင်မှုအတွက်ဆန္ဒပြရာကနေအထီးကရုံဖြစ်ပေါ်ခဲ့ပြီးတော့ဆန္ဒပြပြည်သူ၃ယောက်တိတ်ဆုံးပြီးတိုက်ခတ်သူတွေကဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့နေကြာဆောက်တပ်တွေကပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေကသတင်းဖော်ပြထားကြပါတယ်။သတင်းဖော်ပြမှုတွေမှာအာဆာ RSO တပ်ဖွဲ့တွေအကြောင်းမပါဝင်ပါဘူး။ဒီပြစ်စစ်မှာနဲ့နာသူဟာစစ်တကောင်းတောင်တန်းဒေသမှာနေထိုင်တဲ့မာရမာမျိုးနွယ်စုဝင်ဂျမားပြည်သူဖြစ်ပါတယ်။ မရမမျိုးနွယ်စုဝင်ဟာရင်ကျေးမှုဒလေထုံတဲ့နေအရာရခိုင်အနယ်ဝင်လည်းဖြစ်ပါတယ်။ဒါကိုအခြေခံပြီးတော့ရခိုင်လူမျိုးတွေနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးတွေကြားမှာအမုန်းစကားအရေးသားတွေနဲ့ဒီသတင်းကိုဖြန့်ဝေနေတာဖြစ်ပါတယ်။ Accurate News နာမည်နဲ့ Telegram Channel မှာဖော်ပြချက်တစ်ခုဟာဆိုရင်အရင်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်အဟောင်းတွေမှာထည့်သွင်းရေးသားပြီးတော့ဖြန့်ဝေနေတာကိုတွေ့ရပါတယ်။လူမျိုးရေးဘာသာရေးပြည်ပခါတွေအပြင်လူမျိုးတုံးတပ်ဖြတ်မှုအထိပါဖြစ်ပေါ်ခဲ့တဲ့ ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဖြစ်ပေါ်ခဲ့တဲ့ကိစ္စကြောင့်၎င်းအခုပြစ်ဆင်ဟာလည်းကျူးလွန်ခံရသူဟာရခိုင်အနယ်ဝင်ဖြစ်တာကြောင့်၎င်းဒီလိုဆက်ဆက်ပြီးတော့ဖြန့်ဝေကြတာဖြစ်ပါတယ်တဆက်တည်းမှာပဲအချိန်နဲ့နေရာတွေအတိအကျဖော်ပြမထားပဲဗုဒ္ဓဘာသာဖျားပုံတော်ကိုစွဲဖြဲနေတဲ့ရုပ်တံဖိုင်တွေလည်းတွေ့လာရပါတယ်။ဖြစ်စဉ်အမှန်ပေါ်အခြေခံထားပေမဲ့အချက်လက်တွေကိုလိမ့်လည်လှည့်ဖြားပြီးတော့ထိလွယ်ရှောက်လွယ်ဖြစ်တဲ့လူမျိုးရင်းနဲ့ဘာသာရေးကိစ္စရပ်တွေရောနှော့ပြီးအမုန်းစကားတွေနဲ့ဖန်တီးဖြန့်ဝေထားတာမျိုးဖြစ်ပါလိမ့်ရှင်။ ရခိုင်ပြည်နယ်ပတ်သက်တဲ့သတင်းမှားတစ်ခုနဲ့ပဲဆက်ပါမယ်။အာရခတ်တော် AA ကိုစစ်ကောင်မရှင်တပ်ရဲ့ရေတပ်ကပြစ်ခတ်မောင်းထုတ်နေတဲ့ရုပ်တံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းမှာဘုံတေစာဆိုတဲ့ TikTok အကောင့်ကနေစက်တဘာ30ရက်နေ့ကရခိုင်ပြည်နယ်က AA ကိုတက်မတော်ရေကအပြင်းပြေမောင်းထုတ်နေတာတီကုံကြပြီလို့ရေးသားထားတာပါဒီရုပ်တံကိုကြည့်ရှုသူ4800နီးပါးရှိပြီဖြစ်ပါတယ်စိတ်နေသက်သူကတော့1900အထိရှိနေပါပြီမြစ်စမကဒီရုပ်တံနဲ့ပတ်သက်ပြီးတော့ screenshot ရယူကအချက်လက်စစ်ဆေးခဲ့ပါတယ် လက်နက်ကြီးပစ်ခတ်နေတဲ့စစ်သင်္ဘောမှာ903ဆိုတဲ့ကနန်းပါဝင်ပါတယ်။တရုတ်တန်နဲ့တထပ်သေးကြတဲ့ရုပ်တံကို Gruta Stavis ကိုဆိုတဲ့ Facebook ဆက်မနာကနေစက်တဘာ30ရက်နေ့ကပြန့်ဝေထားတာကိုလည်းတွေ့ရပါတယ်။ဒါဟိုင်းဒိုနီးရှားနိုင်ငံရဲ့ရေတပ်သင်္ဘောတစ်စင်းဖြစ်ပြီးတော့စမ်းသပ်ပစ်ခတ်နေတာပဲဖြစ်ပါတယ်။ဒါအပြင် Indonesia Times သတင်း website ကနေလည်း Indonesia ရေတပ်ရဲ့အကာအကွယ်ရေးသုံးပစ္စည်းတွေနဲ့ပတ်သက်ပြီးပြသခဲ့တဲ့ဆိုတဲ့သတင်းမှဒီသင်္ဘောပုံပါဝင်ပါတယ်။ ဒါကြောင့်အရခတ်တက်တော် AA ကိုစစ်ကောင်မရှင်ရဲ့ရေတက်ကပြစ်ခတ်မောင်းထုတ်လို့သေသူအများပြားရှိရဲဆိုတဲ့သတင်းရုပ်သံဖိုင်ဟာတခြားနိုင်ငံကရုပ်သံဖိုင်ကိုပြန်လည်ကူးယူပြီးတော့လူအများအထင်လွဲအောင်ဖြန့်ဝေထားတဲ့သတင်းမှပဲဖြစ်ပါတယ်။အခုတော့ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာဘလို့သတင်းမှမျိုးစုံပြန့်နှံ့ခဲ့တယ်လဲဆိုတာကိုတင်ဆက်ပေးပါမယ်။စပ္ပမလာတယ်မှာလူပြောအများဆုံးလူကြိုက်အများဆုံးစိတ်ဝင်စားမှုရခဲ့တဲ့သတင်းကတော့နိုင်ငံတကာဘက်ကဖြစ်ပြီးတမရာထရမ့်ကမွဆလင်ဝင်ရောက်မှုကိုတားမြစ်မယ်ဆိုတဲ့သတင်းမှပဲဖြစ်ပါတယ်။ တိုက်ပွဲသတင်းမှားအနေနဲ့ MD1PDF တပ်ဖွဲ့ခေါင်းဆောင်ကိုမုံနိုင်ရဲ့ပြောစကားအမှားလေးပြန့်နှံ့ခဲ့ပြီးမိုးကုန်းနဲ့ဗမော်ကိုဘုံကျဲတယ်ဆိုတဲ့သတင်းမှားတွေလည်းပါဝင်ပါတယ်။ရန်ကုန်မြို့နယ်ကြောက်တော်ကစာတင်ကြောင်းနှစ်ကြောင်းဘုံကျဲခံရမှုမှာစစ်ကောင်စီလော်ဘီတွေဘလို့သတင်းမှားတွေဖြန့်ဝေခဲ့တဲ့လဲတဘုံတွေစီးလာတဲ့တမောကိုမြှို့ရတဲ့ဆိုတဲ့သတင်းမှားနဲ့အတူအမျိုးသမီးဖြစ်တည်မှုကိုပုံဖြတ်ထားတဲ့ PDF အမျိုးသမီးတယောက်သေဆုံးမှုအကြောင်းစာရာတွေကိုစစ်ဆေးခဲ့ပါတယ်မြန်မာစစ်တပ်က F35 ကိုထုတ်လုပ်ပြီးတော့ရုရှားကိုတင်ပို့ရတဲ့ဆိုတဲ့သတင်းမှား အာရှလမ်းမကြီးလမ်းခင်းနေတယ်ဆိုတဲ့သတင်းမှားတွေကိုလည်းစစ်ဆေးခဲ့ပါတယ်။စက္ကန့်ပိုင်းလေးပဲရှိတဲ့ဗီဒီယိုတွေဟာဘလောက်တောင်ကြောက်စရာကောင်းလဲဘလောက်တောင်အနေရရှိတဲ့အကြောင်းတွေကိုလည်းတင်ဆက်ထားပါသေးတယ်။ တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်မှာဖြစ်ပျက်ခဲ့တဲ့မှုန်တိုင်းနဲ့ပတ်သက်တဲ့ရုပ်တံဖိုင်တွေမှာရုပ်တံဖိုင်အဟောင်းတွေဖြန့်ဝေပြီးတော့သတင်းမှားတွေကိုလည်းဖြန့်ဝေထားတာပါစက်တင်ဘာလတည်းမှာပြန့်နှံ့ခဲ့တဲ့သတင်းမှားတွေဟာပုံစံမျိုးစုံနီလန်မျိုးစုံနဲ့လူတို့ကိုလှည့်ပြားဖို့ကြိုးပမ်းခဲ့ကြပြီးမြင့်ချိန်သားကైဖြန့်ဝေတဲ့သတင်းမှားတွေကိုပို့တွေ့ခဲ့ရပြီးတော့ပြည်သူလူထုအနေနဲ့သတင်းတွေကိုလက်ခံတဲ့အခါမှာစစ်စစ်သုံးသပ်ပြီးမှယုံကြည်ဖို့အရေးကြီးပါရှင်မြန်မာကလည်းဘတ်တွင်စစ်စစ်ထားတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ ပရိသတ်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခရင်ပဲဖြစ်ဖြစ်တန်လျာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကိုဒီလင်လေးကနေတဆင့်စစ်ဆေးစစ်ခြင်းတဲ့အကြောင်းအရာတွေကိုပေးပို့ကြဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေအားလုံးသဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးသတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင် ်လွတ်တော်မီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။